်မင်္ဂလာပါရှင်မနေ့ကဒီဇင်ဘာလ၁ရက်နေ့ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပျက်ခဲ့သမျှတွေကသတင်းအကြောင်းအရာတချို့ကိုပြန်ပြီးစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါရှင်အရင်ဦးဆုံးအနေနဲ့မြန်မာပြည်တွင်းကသတင်းအကြောင်းအရာတွေကိုနားဆင်ရမှာပါစကိုင်းတိုင်းမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအောက်ဖတ်တောင်းဝန်ခံဟောင်းဖြစ်တဲ့ CDM စင်းရုံ OG ဒေါက်တာခင်းသူလင်းကို NUG လက်အောက်ကပြည်သူ့လုံခြုံရေးအဖွဲ့ပါလောက်ဖတ်တပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားတဲ့အပေါ်မှာ ပြည်သူတွေကအဝေဖန်နေကြပါတယ်။ဒေါက်တာခင်တူတူလင်းကိုတင်သောကြည်ရွာကသူ့ဆေးကမ်းမှာနိုဝင်ဘာလ30ရက်မနေ့ကဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။ဒေါက်တာခင်တူတူလင်းဟာ2021အစ်စ်တအာနာသိန်းကာလမှာမင်းကင်းမြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေရကနေ CDM ပြုလုပ်ခဲ့သူဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖတာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2024နှစ်စန်းပိုင်းမှာရာထူးကနေအနာပေးခံခဲ့ရတာလို့ဒေသခံတချို့ကပြောပါတယ် လက်ရှိမှာမင်းကြီးမြို့နယ်က Children Medical Humanitarian Network အထောက်အပံ့နဲ့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုဂျမားရေးဆောက်ရှောက်မှုတွေပေးနေတာပါသူကိုဖမ်းဆီးတဲ့အချိန်မှာရုံးရင်ဆန်ကပ်ဖြစ်ခဲ့ပြီးအဲ့ဒီအပေါ်ဒေသခံတွေနဲ့ CDM ဂျမားရေးဝန်ထမ်းတွေကဝေဖန်နေကြပါတယ်အမျိုးသားညွန့်ရဲ့အဆိုအရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလကဒေါက်တာခင်တူတူလွင်ဟောပအဖတောင်းဝယူခဲ့စဉ်တုန်းကပကပစီကငားရမ်းထားတဲ့တနက်ပြန်မပေးတဲ့ကိစ္စ အခွန်ခွဲတဲ့နေကိုပေးသွင်းခြင်းမရှိတဲ့ကိစ္စတွေနဲ့အမှုဖွင့်တိုင်ကြားခံထားရတာတွေရှိတဲ့အတွက်မင်းကိမြို့နယ်ပလောက်ဖောက်အမှုစစ်နယ်အဖွဲ့ကလုံထုံးလုံနည်းနဲ့အညီဖမ်းဆီးခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ဒါ့အပြင်ဇမ္မာရေးစီရီယမ်ဖြစ်တာကြောင့်ဒီဖြစ်စဉ်အပေါ်အကောင်းဆုံးဖြေရှင်းနိုင်ဖို့ NUG CDM ဆက်ဆက်ကော်မတီအနေနဲ့လည်းချိတ်ဆက်အဆောင်ရွက်နေတယ်လို့ဥနေဖုံလကဆက်ပြောပါတယ်ဒေါက်တာခင်တူတူလင်းကိုဖမ်းဆီးရမှာလုံထုံးလုံနည်းအရအမောက်ရမှုမရှိပါမယ်ပြည်သူလူထုအမြင်မှာဝေဖန်စရာဖြစ်ခဲ့ပြီး အဲ့ဒီအတွက်ပြည်သူလူထုကိုတောင်းပန်လိုတယ်လို့ NUG ပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်နေကပြောပါတယ်။ဒီလိုကိစ္စမျိုးနောက်ထပ်မဖြစ်အောင်ဒေါ်လရေးတပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးနေနေစနစ်တွေလေ့ကျင့်ပေးသွားဖို့ရှိတယ်လို့ဒုဝန်ကြီးဦးကျော်နေကပြောပါတယ်ရှင်။စကိုင်းတိုင်းမွန်ရွာမြို့ပေါ်မှာစစ်ကောင်စီကျင်းပတဲ့ဈေးဝယ်တော်ကပြန်လာတဲ့လူငယ်20ကျော်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့အဲ့ဒီမျိုးကနေကပြောပါတယ်။နိုဝင်ဘာလ29ရက်ညက မုံရမြို့မှာပြုတ်လုတဲ့ဈေးရောင်းပွဲတော်ကနေပြန်လာတဲ့လူငယ်တွေကိုစစ်တပ်ကစောက်ပြီးဖမ်းဆီးခဲ့ရမှာတနေရာတွေကနေလူငယ်20ကျော်ဖမ်းဆီးခံလိုက်ရတယ်လို့မြို့ခံတွေကဆိုပါတယ်စစ်ကောင်စီတပ်ဟာတိုင်းရင်းစေးရုံအနီးမှာစောက်ဖမ်းခဲ့တာဖြစ်ပြီးအရက်မူနေသူတွေပါမကြံအကုန်ဖမ်းသွားတယ်လို့မုံရမြို့ခံအမျိုးသားတူကပြောတာပါမုံရကြောက်ကလမ်းဘက်မှာလည်းဖမ်းဆီးတာတွေရှိခဲ့ပြီးတချို့ကတော့ငွေကြေးပေးပြီးရွေးယူနိုင်လို့နောက်တရက်မနက်မှာပြန်လွတ်လာတာတွေရှိတယ်လို့မြို့ခံတချို့ကဆိုပါတယ် ပြီးခဲ့တဲ့သတင်းကျွတ်တစောင်းတိုင်းကာလတုန်းကလည်းမုံရမြို့ပေါ်မှာစစ်ကောင်စီကပွဲလန်းသဘင်တွေလုပ်ပေးခဲ့ပြီးပွဲတော်ကပြောင်းလာတဲ့လူငယ်တွေကိုပေါ်တာဆွဲခေါ်ဆောင်တာတွေရှိခဲ့ပါတယ်။စစ်ကောင်စီရဲ့ဇေယောင်းပွဲနဲ့ stage show တွေမှာပေါ်တာဆွဲနိုင်လို့သတိပြုသွားလာကြဖို့ဒေါ်လရင်အင်အားစုတွေကသတိပေးထားပါတယ်။စစ်ကောင်စီကအဲ့ဒီဇေယောင်းပွဲတော်ကိုနိုဝင်ဘာလ28ရက်ကစတင်ခဲ့တာ ဖြစ်ပြီးမနက်ဖြန်ဒီဇင်ဘာ2ရက်အထိပြုလုပ်မယ်လို့သိရပါတယ်။မုံရမြို့ပေါ်မှာပွဲလန်းသဘင်မရှိချိန်မှာလည်း စစ်ကောင်စီတပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေပြီးနေစဉ်ဖမ်းဆီးခံရသူတွေရှိနေတယ်လို့မြို့ခံတွေကဆိုပါတယ်ရှင်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တဲကဒေါ်လာရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့တကောင်းမြို့ကိုစစ်တပ်ကမနေ့ညပိုင်းမှာလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၃ယောက်သေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။နိုဝင်ဘာလ30ရက်မနေ့ည8:48မိနစ်ဝန်းကျင်မှာတကောင်းမြို့လမ်းစုံအနီးကလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီရဲ့တရဦးလက်ထက်ကတက်လာတဲ့ Jet Fighter နဲ့ဘုံကျဲသွားခဲ့တာလို့သိရတာပါစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တပည့်ရေးဆိုင်မှာထားနေတဲ့အမျိုးသား၃ယောက်သေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ဒေသခံသူကပြောပါတယ်မိုးကုတ်တပည့်ချင်းနဲ့အစင်ကူးမြို့နယ်အဆက်တွေမှာတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ဟာအဲ့ဒီလမ်းတကြောက PDF ထင်းသိမ်းထားတဲ့မြို့နယ်ကြီးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတာပါဒါ့အပြင်စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်မင်းတိုက်မြို့နယ်တနေရာကိုဒီနေ့ဒီဇင်ဘာလ၁ရက်နေ့နေ့လယ်ပိုင်းမှာလေကြောင်းတက်ခိုက်မှုထပ်မံပြုလုပ်ခဲ့တယ်လို့ဒေသခံတရန်ရင်မြို့တွေကပြောပါတယ်။ချင်းပြည်နောင်နဲ့မဟာမိတ်တပ်တွေသိမ်းပိုက်ထားတဲ့မင်းတိုက်မြို့နယ်ကိုစစ်ကောင်စီတပ်ကလေကြောင်းတက်ခိုက်မှုမကြာခဏပြုလုပ်နေပြီးဒီနေ့နေ့လယ်2:45မိနစ်ဝန်းကျင်မှာမင်းတပ်မျိုးအနောက်ချမ်းတနေရာကိုတိုက်လေရင်နဲ့နှစ်ကြိမ်ဘုံကျဲသွားခဲ့တာလို့ဆိုပါတယ်။မင်းတပ်အနောက်ချမ်းမင်းတပ်မဒူပီကားလမ်းမတနေရာကိုဘုံကျဲခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူးစစ်ကောင်စီတပ်ဟာနိုဝင်ဘာလ22ရက်25ရက်တွေကလည်းမင်းတိုက်မြို့နယ်အတွင်းလေကြောင်းတက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်စစ်ကောင်စီတပ်ကချင်းပြည်နယ်အတွင်းလက်လွတ်ဆုံးရှုံးထားရတဲ့နေမျိုးတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့လေကြောင်းစစ်ဆင်ရေးတွေလည်းပြုလုပ်နေတယ်လို့သိရပါတယ်ရှင်စကိုင်းတိုင်းရှိပုံနဲ့ဝက်လက်မြို့နယ်မှာတမ33စစ်ကြောင်းနဲ့စစ်ကောင်စီတန်ဆွဲထားတဲ့နေရာတွေတက်ခိုက်ခံရပြီးဒေသုံသူများပြားခဲ့တယ်လို့ ရှေးဘူခရိုင်တရင်အမှတ်9806ကဒီနေ့ဒီဇင်ဘာတရက်နေ့မှာထုတ်ပြန်ပါတယ်။အထူးတက်ခတ်မှုတွေအတွင်းစစ်ကောင်စီတပ်စီကနေလက်နက်ခရမ်းတွေနဲ့သိမ်းဆီးရရှိကြတယ်လို့ဖော်ပြပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်မနက်ပိုင်းကဝက်လက်မြို့နယ်နိုင်ဆိုင်လေးကျေးရွာမှာအင်အားတရာခန့်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုဝင်ရောက်တက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အထူးတိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကတေဆုံးထိခိုက်မှုတွေများခဲ့တာကြောင့်ရှေးဘူတပ်ကနေဟောင်းဝင်စာနဲ့19ကြိမ်ပစ်ခတ်ခဲ့ပြီး မုံရမြို့အနောက်မြောက်တိုင်းစစ်ထာနာချုပ်နာမခကဂျိုင်ရိုကော့ပတာ3စီးနဲ့လေကြောင်းပစ်ကူပေးခဲ့တယ်လို့ရေဘူခရိုင်တရင်ကထုတ်ပြန်ပါတယ်။နိုဝင်ဘာ29ရက်ညနေပိုင်းမှာလေရေဘူမန္တလေးလမ်းမကြီးအတိုင်းတက်လာတဲ့တပ်မ33လောက်ခန့်အင်အား80ပါတဲ့ထောက်ပို့စစ်ကြောင်းကိုဖျက်တောက်တခိုက်ခဲ့တယ်လို့အသိပေးထားတာပါ။ဒေါ်လေးတပ်ဖွဲ့တွေရဲ့ drone နဲ့မြေပြင်တပ်ဖွဲ့တွေရဲ့ပူးပေါင်းတက်ခိုက်မှုကြောင့်စစ်ကောင်စီရဲ့ထောက်ပို့စစ်ကြောင်းပြတ်ပြီးရေဘူတောင်ဘက်ကိုပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။ အတိတ်တိုက်ပွဲမှာစစ်ကောင်စီတပ်သား30ခန့်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရတယ်လို့အမှတ်9806တရင်က ထုတ်ပြန်ပါတယ်။ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်းအမှတ်9806တရင်ရဲ့တက်ထောက်ပုံနဲ့ရေဘူပောက်ခဖရဲဘော်တယောက်တို့ကြာဆုံးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတွင် MA1 5လက် MA2 2လက် MA3 2လက် MA4 2လက် RPG 2လက်အပါအဝင်လက်နက်ခရမ်းတွေသိမ်းဆီးရရှိခဲ့တယ်လို့ဆိုပါတယ်။အတိတ်တိုက်ခိုက်မှုတွေကို ရွှေဘိုခရိုင်တရင်း15တရင်း18တရင်း23တရင်း26တရင်း9906ဝလပကဖရွှေဘိုမြို့နယ်ပကဖတပရင်ပကဖအဖွဲ့တွေဒေသခံ တိုက်နယ်ပကဖတွေ drone အဖွဲ့တွေနဲ့မဟာမိတ်တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်ကလည်းဝက်လက်မြွနဲ့ဆိုင်းနိုင်ခွေမှာတပ်မ33စစ်ကြောင်းတိုက်ခိုက်ခံရပြီးဒေဆုံးသူ35ယောက်ဝန်းကျင်နဲ့ လက်နက်30ကျော်အပါအဝင်ခင်းရအများပြားကိုဒေါ်လင်းအဖွဲ့တွေကသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်ရှင်။အခုဆက်လက်ပြီးတော့ကမ္ဘာတဝန်းကတရင်အကြောင်းအရာတချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အောက်ကတိလိုက်စားမှုဆဆဲချက်တွေကနေလူငယ်ချမ်းသာဝင်ပေးဖို့အစ္စရေးသမ္မတစီကိုဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုကအတနာခံရှောက်ထားလိုက်ပါတယ်။နိုဝင်ဘာလ30ရက်နေ့မှာနေတန်ညာဟုကသမ္မတအိုက်ဇက်ဟော့ဆော့စီကတရားဝင်လူငယ်ချမ်းသာဝင်ကိုရှောက်ထားတောင်းခံလိုက်တာဖြစ်ပါတယ်။ နေတန်ညာဟုကသူ့အပေါ်အဂတိလိုက်စားမှုလက်ပေးလက်ယူမှုတွေနဲ့ဆက်ဆွဲထားပြီးငါးနှစ်ကြာမြင့်လာတဲ့တရားရေးကိစ္စတွေကနေလွန်ငင်းခွင့်ပေးဖို့သမရကိုစာမျက်နှာ131မျက်နှာပါတဲ့အဆိုပြုချက်နဲ့မြေတားရကန်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတရားရေးအရှုပ်ထွေးဟာနိုင်ငံရဲ့အကျိုးစီးပွားကိုလည်းနစ်နာထိခိုက်စေတယ်လို့နေတန်ညာဟုကဆိုပါတယ်။နေတန်ညာဟုရဲ့အရှိန်တွေကတော့ဝန်ကြီးချုပ်ရဲ့လွန်ငင်းချမ်းသာခွင့်အရှုပ်ထားမှုဟာတရားရေးဝန်ကြီးဌာနစီမှာခွင့်ပြုချက်ရထားပြီးတဲ့နောက် သမရစီထက်စစ်တင်ပြထားတာဖြစ်တယ်လို့ပြောပါတယ်။ဟောဆော့ရဲ့သမရယုံကတော့ပုံမှန်အခြေအနေထက်အများကြီးထူးကဲပြီးသဘောတရားအရရှုပ်ထွေးတဲ့လူငယ်ချမ်းသာခွင့်လျှောက်ထားမှုတစ်ခုကိုလက်ခံရရှိထားကြောင်းအတည်ပြုခဲ့ပါတယ်။ဗပောင်းစုံကအမြင်တွေကိုတေးကြဆန်းစစ်လေ့လာပြီးရင်သမရအနေနဲ့အဲ့ဒီလျှောက်ထားတောင်းဆိုမှုကိုလက်ခံပေးဖို့တင့်မတဲ့ဆုံးဖြတ်သွားမယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။အစ်စထရီမှာသမရယာဒူဟာဝန်ကြီးချုပ်နေရာလိုမျိုး နိုင်ငံရေးအာဏာမရှိပေမဲ့လူငယ်ချမ်းသာခွင့်လိုကိစ္စမျိုးတွေကိုတော့စီရင်ဆုံးဖြတ်ပေးရပါတယ်။နေတန်ညာဟုတ်ရဲ့အရှင်းနေဟောင်းတူဖြစ်တဲ့မီကာဖတ်မန်ကတော့စစ်ဆေးခံရသူကအပြစ်ရှိကြောင်းဝန်မခံသေးသည့်တမရကလူငယ်ချမ်းသာခွင့်ပေးဖို့ခက်ခဲလိမ့်မယ်လို့ထောက်ပြခဲ့ပါတယ်။နေတန်ညာဟုတ်ဟာသူ့အပေါ်အကတိလိုက်စားကြောင်းစစ်ဆေးချက်တွေအားလုံးကိုညှင်းဆို့ထားစေပါ။အစ်စထရီးနိုင်ငံသမိုင်းမှာတော့စစ်ဆေးခံရသူကအပြစ်ရှိကြောင်းဝန်မခံသေးခင် တမရကလွန်ငင်းချမ်းသာခွင့်ပေးခဲ့တဲ့ဖြစ်စဉ်ဟာတကြိမ်တည်းသာရှိခဲ့မှုပါတယ်1986ခုနှစ်တုန်းကရှင်ဘတ်ထောင်လွှင့်ရေးအေဂျင်စီနဲ့ဆက်ဆက်တဲ့အောက်ကတိကိစ္စဆက်ဆဲမှုတစ်ခုမှာအပြစ်ရှိမရှိမဆုံးဖြတ်ခင်ကတည်းကတမရအမိန့်နဲ့ပြစ်ဒဏ်ကင်းလွန်ခွင့်ပြုခဲ့တာဖြစ်ပါတယ်လွန်ခဲ့တဲ့သတင်းပတ်တချို့တုန်းကတော့အစ်စထရီရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ American တမရဒိုနယ်ထရမ့်ဟာဟောဆော့စီစာရေးသားပေးဖို့ပြီးနေတန်ညာဟုအပေါ်ဆက်ဆဲချက်အားလုံးကနေပယ်ဖြတ်ပေးဖို့တိုက်တွန်းခဲ့ပါတယ် နေတန်ညာဟောလက်ပေးလက်ယူမှုအာဂတိမှုယုံကြည်အနှင်းချင်းကိုအလွဲသုံးစားပြုမှုတွေအတွက်2020ပြည့်နှစ်ကလေးကတရားစွဲဆိုခံခဲ့ရတာပေါ့အတိုက်အခံအင်အားစုတွေကတော့နေတန်ညာဟောချမ်းသာကြွယ်ဝတဲ့ကြောထောက်နောက်ခံအရင်းမြစ်တွေအတွက်နိုင်ငံရေးမျက်နှာသာပေးတာတွေရှိခဲ့တယ်လို့စစဲခဲ့ပါတယ်အတိုက်အခံခေါင်းဆောင်တူဖြစ်တဲ့ရဲလော်ဘစ်ကတော့သမရအနေနဲ့နေတန်ညာဟုအတွက်လူငင်းချမ်းသာခွင့်ကိုလက်ခံပေးမယ်ဆိုရင်တော့ နေတန်ညာဟုကိုအပြစ်ရှိကြောင်းအရင်ဆုံးဝန်ခံခိုင်းဖို့စာရေးသားပေးဖို့တောင်းဆိုခဲ့ပါတယ်။နေတန်ညာဟုအနေနဲ့လွန်ငင်းချမ်းသာမှုကိုလူချင်းရင်ဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးတာဝန်ယူတာဝန်ခံဖို့အပြစ်ကိုဝန်ခံဖို့နိုင်ငံရေးကနေထွက်ခွာဖို့လိုအပ်ကြောင်းဒါမှသာအငင်းပွားစရာအခုအချိန်နဲ့ပတ်သက်ပြီးလူလူကြောင့်မှစစ်စစ်လုံးလုံးသဘောတူလက်ခံနိုင်ကြမှာဖြစ်ကြောင်းစာရဲမှာလာပစ်က ထောက်ပြထားခဲ့ပါတယ်ရှင်။ American မှာခေလွန်ခွင့်ရှောက်ထားမှုမှန်သမျှကိုဆိုင်းငံ့ထားစေတဲ့သူ့ရဲ့ဆုံးဖြတ်ချက်ဟာအချိန်အကြာကြီးဆက်ပြီးတည်ရှိနေနိုင်ကြောင်းသမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကဝါရှင်တန် DC မြို့တော်ထဲကအင်ပီရိုနဲ့တိမ်မဝေးလာတဲ့လမ်းဆောင်တစ်ခုမှာလုံခြုံရေးစောင့်ကြပ်နေတဲ့စစ်မှုထမ်းနှစ်ယောက်ကိုအာဖဂန်နစ္စတန်နိုင်ငံသားတစ်ယောက်ကပြစ်ခတ်ခဲ့ပြီး အသက်20အရွယ်စစ်သမီးတစ်ယောက်တိတ်ဆုံးခဲ့ပါတယ်။ပြစ်မှုကျူးလွန်သူက American မှာနိုင်ငံရေးခေလွန်ခွင့်ရရှိထားသူတူဆိုတာ ်စစ်ဆေးပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီနောက် Trump ဟာ American မှာကိုလွန်ဂွေရှောက်ထားတောင်းခံမှုမှန်သမျှကိုအတိမပြုဘဲဆိုင်းငံ့ထားစေဖို့ညွန်ကြားလိုက်တာဖြစ်ပါတယ်။အဲ့ဒီရှောက်ထားမှုတွေကိုကင်တွယ်တဲ့ဌာနတွေဟာလုံထုံးလုံနည်းတွေနဲ့အညီဆက်လက်စစ်ဆေးနေမှာဖြစ်ပေမဲ့ခွင့်ပြုတာပယ်ချတာတွေဘာမှအလုပ်ခဲ့မရှိဘဲနောက်ဆုံးအပိသက်ဆုံးဖြတ်မဲ့အဆင့်ရောက်ရင်ဆိုင်းငံ့ထားဖို့အစိုးရကညွှန်ကြားထားတာပါ။နိုဝင်ဘာ30ရက်နေ့မှာတော့ ထရမ်ကအဒီလိုဆိုင်းငံ့ကာလာကို အကန့်အသတ်မရှိအချိန်အကြာကြီးထားရှိဖို့ရည်ရွယ်ထားကြောင်းပြောကြားခဲ့ပါတယ်။သတင်းထုတ်တွေကခိုလွန်ခွင့်ဆိုင်းငံ့ကာလာဘလောက်ထိကြာနိုင်တယ်လဲလို့မေးတဲ့အခါမှာထရမ်ကအချိန်ကန့်သတ်ချက်မရှိဘူးလို့ပြန်ပြေခဲ့ပါတယ်။အထူးသဖြင့် American ကပြည်ဝင်ခွင့်ကန့်သတ်ပိတ်ပင်ထားတဲ့နိုင်ငံ၁၉ခုကနေ American မှာခိုလွန်ခွင့်လျှောက်ထားမှုတွေကို ပြန်လက်ခံမဲ့အခြေအနေမရှိကြောင်းထရမ်ကပြောသွားပါတယ်။အဲ့ဒီကလူတွေကို American ကမလိုချင်ကြောင်း ဘာလို့မလိုချင်လဲဆိုတော့အများစုကမကောင်းကြလို့ဖြစ်ကြောင်းသူတို့တွေဟာအမေရိကန်နိုင်ငံထဲမှာရှိမနေသင့်ကြောင်းထရမ့်ကဆက်ပြောသွားပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာ အသက်29နှစ်အရွယ်အာဖဂန်နိုင်ငံသားရာမန်နူလာလာကန်ဝဲလ်ရဲ့ပြစ်ခတ်မှုကြောင့်အမေရိကန်အမျိုးသားအစောက်တရဲ့အသက်20အရွယ်စစ်မှုထမ်းအမျိုးသမီးငယ်တစ်ယောက်ဒိတ်ဆုံးခဲ့ပြီးအခြားတစ်ယောက်ကတော့အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်မှုအပြီးမှာတော့ထရမ့်ကဒုက္ခသည်တွေနဲ့ခိုးလုံခွင့်လျှောက်ထားသူတွေပေါ် ပိုမိုခက်ထန်ရန်လိုတဲ့မူဝါဒတွေကိုခက်မြန်မြန်ကျင့်သုံးလာခဲ့ပါတယ်။ဖမ်ကအမေရိကန်ရဲ့ပုံမှန်စနစ်တွေပြန်လည်ကောင်းမွန်စေဖို့အတွက်ဖွံ့ဖြိုးဆဲတတိယနိုင်ငံတွေစီကနေအမေရိကန်စီရွှေပြောင်းအခြေချမှုအမှန်တမ်းကိုလည်းအပီးတိုင်ရက်ဆိုင်ပြစ်မယ်လို့လူမှုကွန်ရက်မှာရေးသားထားခဲ့ပါတယ်။ထရမ့်ရှင်ညွန့်နဲ့တတိယနိုင်ငံတွေဆိုတာကဂျွန်လော့ကလေးကအမေရိကန်ကိုပြည်ဝင်ခွင့်နဲ့ကန့်သက်ပိတ်ပင်တာခံထားရတဲ့၁၉နိုင်ငံစီးရင်ကိုရည်ညွှန်းကြောင်း နောက်ပိုင်းမှာ American ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကရှင်းပြခဲ့တာပါအဲ့ဒီ16နိုင်ငံစည်းနဲ့မှာတော့ Afghanistan မြန်မာ Chad Congo Guinea Eritrea Haiti Iran Libya Somalia Sudan Yemen Burundi Cuba Laos Sierra Leone Togo Turkmenistan နဲ့ Venezuela တို့ ပါဝင်နေပါတယ်ရှင်။ဘင်္ဂလားဒေ့ရှ်ဟာဒုံးကျည်စမ်းသပ်မှုတစ်ခုအပါအဝင် စစ်ရေးလက်ချက်မှုအစည်းအဝေးတွေကိုအောင်းအောင်းမြင်းမြင်းပြီးစီအောင်ဆောင်ရွက်ခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။မင်္ဂလာပင်လယ်အော်ထဲမှာ9ရက်ကြာပြုလုပ်ခဲ့တဲ့ပင်လယ်ပြင်စစ်ရေးလက်ချက်မှုဟာနိုဝင်ဘာ30ရက်မှာပြီးဆုံးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ရေးလက်ချက်မှုမှာမင်္ဂလာဒေရေတက်ရဲ့ကွဲပြားတဲ့ရေရင်တွေများပြားတဲ့အမှုအထမ်းတွေပူးပေါင်းပါဝင်ခဲ့တယ်လို့သိရပါတယ်။စစ်ရေးလက်ချက်မှုရဲ့နောက်ဆုံးအပိတ်နဲ့အစည်းအဝေးတွေကိုတော့ရေတက်အကြီးအကဲတင်တော်ဒိတ်နက်စမူဟာဆန်ရဲ့ဖိတ်ကြားမှုကြောင့် ်ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရရဲ့အဝန်ကြီးဌာနတချို့ကအရာရှိတွေတက်ရောက်ကြည့်ရှုခဲ့ကြပါတယ်။အဲ့ဒီအစိုးရအရာရှိတွေဟာဟာဆန်နဲ့အတူ BNS Khalid bin Walid စစ်သည်ဘောပေါ်မှာလိုက်ပါခဲ့ကြပြီးလေ့ကျင့်မှုနောက်ဆုံးနေ့အခြေအနေတွေကိုတော့လေ့လာခဲ့ကြောင်းရေတပ်ကထုတ်ပြန်ထားပါတယ်။အဲ့ဒီစစ်ရေးလေ့ကျင့်မှုမှာ Brigade စစ်သည်ဘောတွေတိုက်ရေရင်ငယ်တွေကံယူတန်းကင်းလက်ရေရင်တွေမိုင်းရှင်းရေရင်တွေဒုံးကျည်သက်တင်မောတွေအစုံလင်းပူပေါင်းပါဝင်ခဲ့ကြသလိုရေတပ်ကင်းလက်လေရင်တွေ ရဟယင်တွေနဲ့ရေတပ်အထူးကွန်မတိုတွေလည်းချိတ်ဆက်လေ့ကျင့်ခဲ့ကြပါတယ်။ရေတပ်ရဲ့လေ့ကျင့်မှုအစီအစဉ်ကိုဘင်္ဂလားဒေ့ရှ်လေတပ်ကမ်းခြေစောက်တပ်နဲ့အခြားရေကြောင်းအေဂျင်စီတွေကလည်းတိုက်ရိုက်ပံ့ပိုးမှုတွေနဲ့အားဖြည့်ကူညီခဲ့တယ်လို့ဆိုပါတယ်။စစ်ရေးလေ့ကျင့်မှုတွေမှာတော့စစ်သင်းမော်တွေရဲ့နေရာရွှေ့ပြောင်းခင်းကျင်းမှုစစ်ကစားတာပင်လယ်ပြင်ရဲ့အရေးပါတဲ့နေရာတွေမှာကင်းထောက်တာတည်ယူပို့ဆောင်ရေးလက်တွေ့လှုပ်ဆောင်တာတွေထည့်သွင်းစီစဉ်ထားခဲ့ပါတယ်။နိုဝင်ဘာလ30ရက်နေ့နောက်ဆုံးပိတ်လေ့ကျင့်မှုတွေမှာတော့ ရေတပ်တင်မောတွေကနေဒုံးကြီးတွေပစ်ခတ်တော့ပခုံးတန်းဒုံးကြီးတွေကိုအသုံးပြုပြီးဝေဟင်ပစ်မှတ်တွေကိုတက်ခိုက်တော့လေကြောင်းကာကွယ်ရေးလက်နက်တွေပစ်ခတ်တော့ drone တွေကိုစစ်စင်ရေးအတွက်အသုံးပြုတော့ရေတပ်ကွန်မိုဒိုတွေကရဟယင်တွေကိုအသုံးပြုပြီးစစ်စင်ရေးလှုပ်ဆောင်တာတွေကိုထည့်သွင်းလှုပ်ဆောင်ခဲ့ကြောင်းလည်းသိရပါရှင်ဒီပတ်စပင်ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်